အားလုံးပဲမင်္ဂလာပါရှင်။ပုံစံလေးမှ ပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျမခိုင်ပါ။ဒီနေ့မှာတော့ဆ ्याम ကျူရဲ့အယောင်များနဲ့ကစားခြင်းနဲ့အခြားဝတ္ထုတို့များစာအုပ်တရားဝတ္ထုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါရစေ။သမှုတရမနေ့ကညနေကော်ဖီတောက်ချိန်မှာသူ့ခြံမှာတယ်လီဖုန်းလာသည်။ထိုချင်းကစပြီးကျမအလုပ်တွေရှုပ်သွားခဲ့သည်။ဘာလို့သေးလဲဘာလို့သေးလဲ။အိမ်ပတ်ဝန်းကျင်တစ်ခုလုံးအပြစ်ရှာဖွေသည့်မျက်လုံးလို့ဖြင့် စစ်စစ်ဆက်ဆက်ကြည့်ပြီးပြီအားလုံးနေသားတကြဂေကိုနေသားတကြဧကန်ဒီမျက်စိအေးစရာပါပဲရှင်းလင်းနေပြီသားပဲဧကန်တောင်းကဖရာเจ้าဆောင်မှာပန်းကနုတ်တွေက ရွှေအိုရောင်မိမ့်မိန်လေးလက်နေသည်အထဲကငါးမျက်နှာစီတွေကတော့နှကားခေါင်းတွေကအနှဲငယ်ရွှေအောင်ပါနေသည်ကိုသတိထားမိသည်ဒါကတော့သူ့ကိုစောင့်ဆိုင်မှုတင့်တော်မီဘူမိဖတာမူဒရာစင်တူတော်ကတော့တည်ငြိမ်သည့်ရွှေအောင်ဖြင့် ညနေတော်ကငြိမ်ချမ်း၏ဖျားရှိခိုးကြောတိုင်းကျမမှာအေးချမ်းမှုကိုရလေသည်ဖျားပန်းအိုးကတအိုးတည်းချမ်းနေကပရင်ကိုပန်းတွင်ခရမ်းရောင်အဖြူရောင်ဆက်ချတိတ်လာရပဲအောက်ဘက်သို့ကွေးဝိုက်ကြနေပုံကလေအနုပညာမြောက်သည်ပန်းပပုထွင်လက်ရလိုပဲဖျားကြောင်းဆောင်ရဲ့ဟိုဘက်မှာတော့ပြင်းပေါခဏခဏပုတ်တိုက်တန်းစင်နေခဲ့သည်ပြင်းပေါပေါင်နေမှုအခုဖြူဖွေးတောက်ပါနေသည်ခန်းစည်းတွေကမထတော့ အပြင်ကိုထင်းထင်းရှားရှားမြင်ရတာပေါ့တရက်ပင်တွင်ခြေရင်းမှာပေါင်းမြတ်တို့ထူထက်လျက်စိမ့်ဆူလန်းဆန်းနေသည် ပေါင်းမြတ်ဟုဆိုရတော့လဲစိမ့်လန်းသည့်မြက်ပင်ရှိရင်နဲ့စိမ့်ဆူလန်းဆန်းသောတောင်စည်းဖြူပင်တွင်နောက်ပြီးတမနိုင်ကြောက်မနိုင်မြေကပ်ပင်လေးတွင်ကျိမ့်မှန်ပင်တွင်နောက်ပြီးထိုင်ဝမ်မြင်းခွာဟုတငယ်ချင်းတယောက်ကနာမည်ပေးသည့်အရွက်မှာအကွဲမပါသည့်မြင်းခွာပင်လေးတွင်ထိခင်ုံပင်လေးတွင်သူတို့ကိုပေါင်းမြတ်ဟုအမည်တပ်ဖို့အာနာစီယာကောင်းပါသည် ဟင်းနုနယ်ပင်နဲ့တဒန်ဒူတီအပင်တွေလည်းအများကြီးတီချားထဲမှာချိန်ငါပင်လေးတစ်ပင်က သူ့ထက်နည်းနည်းမြင့်သည့်ပေါင်းပင်ပင်စီလေးပေါ်သို့ကျိုးစားပန်းစားနွေတက်နေသည်ခြံစည်းရိုးထဲမှာတော့အနီရောင်ပန်းအဆုတ်လိုက်ပွင့်သော ပုံရိပ်ပင်များတန်းစီနေသည်ထိုပန်းနီရိုချာမှာအဖြူရောင်လေးပြားလေးတစ်ကောင်လှလှပပပြန်ဝဲနေသည်ထို့နောက်အနီရောင်ပန်းအဆုတ်တစ်ဆုတ်တွင် နားလိုက်သည် နားလိုက်တာမှငြိမ်သက်နေအောင်နားခြင်းဖြစ်သည် လဲသူစုမနေပဲဘေးသို့ခက်ကာကာဖြန့်နာသည့်အတောင်ပံတို့သည်လုံးဝမခတ်ငြိမ်သက်လျက်ဟောတခဏတွင်မှပဲသူစီတို့နောက်ထပ်လိပ်ပြာအဖြူနှင့်အနက်ကြားလေးဝဲပြန်လာသည် သူတို့တောင်ပံခြင်းထိဆက်သွားသည်ကြည်စံထို့နောက်နှကောင်းသာခက်မြင့်မြင့်သို့ပြန်တက်သွားကြသည်လိပ်ပြာလှပခြင်းပုံရိပ်ပံအနီယောင်ကျမပေါမောမှာချထားသော ကတ်ထုဘုံအခန်းချုပ်အညိုရောင်စာအုပ်ထူကြီးကိုငုံကြည့်မိတော့ကိုကိုကိုတအားရေချင်သွားသည်ပခုတ်ကူဆရာတော်ဖျားကြီးဤဝိပဿနာတရားတော်စာအုပ်အခုပဲကျမပြည့်ညက်နယ်ကိုကြော်လွန်ပြီးပရမတ်နယ်တဲ့ဥတီမီကိုကြိုးစားပန်းစားစားဖတ်ရင်းနှလုံးသွင်းနေသည်ချက်ချင်းပဲကျမသည်မျက်စိဖြင့်မြင်ကားများအစင်းကို အစင်းတသက်ဖြစ်မထားပဲပြည့်ညက်တွေဖြင့်ကောက်ချက်ချမိလာရာကိုနှစ်သက်မိတမှုရိယနယ်စီတို့ ရောက်သွားပြန်ပါပြီလားတကယ်တော့ကျမသက်40ကျော်ခဲ့ပြီ40ကျော်ဗုဒ္ဓဘာသာဝင် လူသားတယောက်ဖြစ်ဝိပဿနာကျင့်စဉ်ကိုညီဆန်းဆင်ခြင်ရတော့မည်ခန့်နေသည်ကကျမအသက်40အထိနှစ်40လုံးလုံးနေသားကြခဲ့သည့်တမှုတရားတွေကိုခန္ဓာ၅ပါးအဖြစ်မမြင်နိုင်ဘလို့မှမမြင်နိုင်အဲ့ဒါတိတ်ခတ်တာပါပဲတကယ်တရားအစ်ဖြင့်ပြောကြစလန်းဆိုရင်လိပ်ပြာကိုကျမမျက်စိဖြင့်မြင်တော့အခါအစင်းအဖြစ်သာမြင်ရတာ လိပ်ပြားဟု မျက်စိကတိတာမှမဟုတ်ပဲမနောဒရာမှာဓမ္မယုံအဖြစ်ပေါ်လာသည်ကိုဟိုးလွန်ငယ်သည့်ကာလပေါင်းများစွာကတိမတ်မှုအရာ ဆွဲမှတ်မှုအရာလိပ်ပြားဟုသိခြင်းဖြစ်သည်လိပ်ပြားကိုမြင်လိုက်ရင်အစင်းဖြစ်ပဲမြင်ပေါ်မဆွဲနဲ့လိပ်ပြားလေးဟုကောက်ချက်မချနဲ့အဖြူရောင်လေးဟုကောက်ချက်မချနဲ့လှလိုက်တာဟုမနစ်သက်နဲ့အဲ့ဒီလိုနှစ်သက်စေဝင်လာရင်မနောဝိညာဉ်မှာအဝိဇ္ဇာဖြစ်ပြီး အဲ့ဒီကနေတနာအဲ့ဒီကနေဥပဒံဖြစ်သွားပြီကျမလက်ပြလေးနားခဲ့ရကိုထက်ကြည့်သည်ပန်းဖွဲ့မဟုတ်ဘူးအဲ့ဒါအနည်းရောဟမ်ဟမ်မဟုတ်သေးဘူးအဲ့ဒါအစင်းလေးပဲတေစောတက်ကြောင့်မြင်နေရတဲ့အစင်းဒါပဲဘာမှမပေါ်ဘူးဇို့အတင်းကို ပဲဖြတ်ပိုင်းချကြည့်ပြလိုက်ရသည်အရွက်လေးတွေပန်းလေးတွေလှုပ်နေသည်မဟုတ်ဘူးအဲ့ဒါလှုပ်တာမဟုတ်ဘူးအစင်းလေးတွေအစင်းလိုက်ရွေ့လျားနေတာ အစင်းလေးတွေပဲလုံမှတ်ယူ။အိုးဘေးရမလဲမလွယ်ဘူးနော်တတော်မလွယ်ဘူး။ကျမစာအုပ်ကိုခဏချပြီးကလထိုင်လက်ရံပေါ်မှာ တင်ထားသောကော်ဖီကွက်ကိုကောက်ကင်လိုက်သည်။ဒါကကော်ဖီတောက်ချင်။ကျမသည်ကော်ဖီတိုင်းကိုတောက်သည်မဟုတ်ပါ။ကော်ဖီစစ်စစ်ဟုယူဆရသောကျမ၏အတွက်သိစိတ်ပူစရာမလိုဘူးဟုယူဆရသော ကော်ဖီကိုသာတောက်သည်။နှုတ်စီကိုမတောက်။နှုတ်မုံကိုသာတောက်သည်။နှုတ်မုံမှာလည်း မယ်လမင်းတက်မပါတဲ့နှုံမုံကိုတေးချခြင်းသည်ဤသူကကျမကိုခြင်းမြလှကြီးဟုခတ်တတာရေမိုးလေးရှိသည်음ဒါတော့ကျမတရားစာအုပ်တွေဖတ်တရားဆွေးနွေးသည့်အုပ်စုမှာပါဝင်တရားအထုတ်ဖို့ကြိုးစားနေသည်ကိုသူမသိသူသိလျင်ပြညတ်နယ်ထဲမှာတဝဲလေလေဖြစ်နေသောကျမကိုမဆုံးနိုင်အောင်ဝေဖန်ထောက်ပြနေတော့မှာအကြောင်းတိုက်ဆိုင်တိုင်းသူချစ်စနိုဆန့်နှောက်เสียဖြစ်နေတော့မှာတေးချသည်ထို့ကြောင့် တရားစာအုပ်တွေဖတ်တဲ့အခါသူမတိအောင်ဖတ်တယ်။တရားဆွေးနွေးပွဲတွေတို့သွားတီကို သူ့ကိုအတိမပေးပဲသွားတယ်။ကျမက42နှစ်မှုဝိပဿနာကိုစိတ်ဝင်တစားအထောက်ချင်နေတော့လေ။သူကအသက်34နှစ်မှုပညာရေးစီးပွားရေးမှာတက်ကြွနေတော့ရီမန်းချက်တွေအောင်မြင်မှုတွေနဲ့လုံးချလိုက်နေတော့ကျမကိုသူပဲနားလည်နိုင်ပါမလဲ။သူနဲ့ကျမအသက်10နှစ်กว่าပါသည်။ ျမထက်အသက်ရှင်နေငယ်သောသူတယောက်ကိုလက်ထပ်တော်မီဟုတငယ်ချင်းတွေတိတာတော့ကကျမကိုဝိုင်းဖြတ်ကြသည် မဖြစ်သင့်ဘူးတဲ့ဘာဖြစ်လို့မဖြစ်သင့်တာလဲအကျိုးသင့်အကြောင်းသင်ရှင်းပြစမ်းပါဟုတောင်းဆိုတော့သူတို့ကပြောပြတာတွေအများကြီးပါ ရှင်းနေဆိုတာမျိုးဆက်တစ်ခုစာမကွာခြားတော့လဲခစ်တခစ်စာမကနှစ်ခစ်စာလောက်ကွာခြားသည်တဲ့ခစ်ကွာခြားသည့်အခါအကျွေးတွေကအစခံယူမှုတွေကအစကွာခြားမှာတဲ့အရွယ်ကွာဟာမှုကြောင့် တံမိုးတွေပူကွာဟကုန်မာတဲ့ကုံကုံပြောရရင်ဖတ်တိစာကအစနှစ်သက်တိဂီတကစာမတူနိုင်တဲ့အဲ့ဒါဟုတ်ပါတယ်ဒါပေမဲ့ငါတို့မှာအချစ်ရှိတယ်ကျမကကောင်းပါသည် အရာရာကိုအချစ်ဖြင့်တိုင်းတာပြီးအချစ်ဖြင့်သာတံမိုးတွက်ချက်ခဲ့သူမို့ကျမတို့နေ့ကပေါင်းဆက်မှုတွင်တံမိုးတွေကမြင့်မာလာ၏ကျမတို့အိမ်အောင်သက်ကိုနှစ်တွင် ပြောခဲ့ကြသလားဟုတယောက်ယောက်ကမေးလျင်ကျမမျက်စိမိတ်ပြီး ပြောတာပေါ့ဟုစိတ်လွတ်လပ်လို့မဖြစ်နိုင်အသက်ကွာဟာမှုကြောင့်အခက်ခဲတွေအနှောက်အယှက်တွေများစွာရှိခဲ့သည်ကိုတငယ်ချင်းတွေအားဝန်ခံရင်းနဲ့ပြောပါသည်ဟုဖြေချင်ပါသည်ဒီမှာမှာပူပန်တော့ကတွေလည်းများစွာရှိခဲ့ပါသည်ထိုပူပန်တော့ကတွေထဲမှာအများမျှော်လင့်ထားသလိုသူနှစ်ရွယ်တို့မိန်းကလေးများနဲ့တဝန်တူရခြင်းနှာကျင်ရခြင်းဝမ်းနေအားငယ်ရခြင်းတွေတော့မပါဝင်ခဲ့မပါဝင်ခဲ့ဘူးဆိုရမှာလည်း သူက ရွှေသူမိန်းကလေးတွေနဲ့ခက်ကွက်ကွာရှင်းရှင်းလင်းလင်းကြီးနေတတ်တာကြောင့်တော့မဟုတ်ကျမသူ့ကိုစိတ်ချယုံကြည်နိုင်လောက်အောင် သူအနေထိုင်တည်ကြည်ခဲ့ရလဲပါသည်ထို့ပြင် သူစိတ်ကစားမိဆိုရင်တော့ကျမကချစ်စနိုးသဘောကျစွာပြုံးကြည့်နေနိုင်သည့်အေဂျင့်မှုကိုကျမပိုင်ထားတာလဲပါပါသည်ထို့တော့ရေပေါ်ရကြည့်လျင် ကျမပြောပါသည်ကျမတို့အတူပေါင်းဆက်ခဲ့သည့်ကိုနှစ်တာကာလကိုပြန်စင်စားကြည့်မိတိုင်း ရေခုန်ကြီးနူးစွာကျင်းနေရသည်ကများပါသည်။ရရှာဖို့ကိုမိကုန်းနေထုတ်တတ်သောသူက ကျမကိုမကြသေးခင်ကမေးဘူးသည်။မမကျွန်တော်တို့နှစ်ယောက်ရဲ့ဘဝကိုပြင်ပြင်ကွင်းရလို့ပြင်ရမယ်ဆိုရင်မမဘာတွေကိုပြင်ကျင်လဲ။ဥပမာကျွန်တော်မမနဲ့တွေ့ရတာ နောက်ကျတယ်လို့ကျွန်တော်ထင်တယ်။ဒီထက်ဆော့တွေ့လို့ရရင်သိကောင်းပါလို့ထင်မိတယ်။ကျွန်တော်ကိုဒီထက်ဆော့ပြီးမိမိကမွေးခင်ရင် ကောင်းပါလို့တွေးမိတယ်။မမရောဘလို့ပြင်ဆင်ကျင်လဲ။ကျမထိုမိကုန်းကို ပေါက်တကရမေကုံးဟုသာသဘောထားသဖြင့်ရေမောယုံပဲရေမောနေမိခဲ့သည်မောက်ဘူတကယ်ပြောတာမမဖြေစမ်းမှာဘာကိုပြင်ချင်လဲကျွန်တော်နဲ့တွေ့ခဲ့တဲ့နေ့ကိုရွှေ့ဆိုင်ခြင်းသလားရှေ့ရွှေ့ခြင်းသလားနောက်ရွှေ့ခြင်းသလားဒါမှမဟုတ်မတွေ့ခဲ့ရင်ကောင်းမှာလို့တွေ့ဘူးလားအိုးဘာရီလာမင်းနေရလဲဖြေစမ်းမှာမမရဲ့ကျွန်တော်သိခြင်းလို့ကျမဘာရီကိုပြင်ချင်တယ်လေတဲ့သူနဲ့အသက်တူတူဖြစ်ချင်သလားဟုတခါတော့က ကိုအားကိုစိတ်လူလျက်တွေးကြည့်နေခဲ့ပူသည်အဖြေကတော့ဟင်းအင်းအခုအတိုင်းပဲကောင်းတယ်ဟုထို့တွေးကိုပြန်တည်ရတော့သူ့မိကုံးကိုမဖြေပဲရဲပဲရင်နေခဲ့တော့တာပေါ့ဘာလဲအမှန်တိုင်းမဖြေခြင်းလို့မဟုတ်လားကျွန်တော်ကိုအားနာနေလို့မဟုတ်လားတကယ်ဆိုကျွန်တော်နဲ့မတွေ့ခင်ကောင်းပါလို့စိတ်ထဲရှိနေရမလားမမအမှန်တိုင်းပြောသူရင်မောစနောက်ရင်ကကျမဘာမှမဖြေပဲရဲပဲရင်နေခဲ့တဲ့အခါ သူ့အတွေ့သူတကယ်ဟုထင်သွားပြီးမျက်နာရင်းညိုကတက်ပြင်းတွေခဏခဏခြာတော်သည်။ကဲဘယ်နဲ့လုံမလဲ။သူကဘာဖြစ်လို့တန်တရားတွေပွားနေတတ်တယ်လဲမသိ။ကျမတို့နှစ်ယောက်ကြားကဝမ်းနည်းမှုတွေကြေကွဲမှုတွေသည်ကျမဤတန်တရားထက်သူ့တန်တရားတို့ကြောင့်ဖြစ်ရတာများသည်။တကယ်ဆို ကျမကသာငယ်ရွယ်နှုပြိုသည် သူ့အပေါ်တန်တရားထားရမှာမဟုတ်လား။ကျမကိုသူကဘာများတန်တရားထားစရာလိုလို့လဲနော်။ စာအုပ်ကိုမျက်စိကငုံကြည့်နေတော့လဲဘာဖြစ်လို့သူ့အရေးအယောင်နဲ့သူ့စကားသံတို့ကိုမြင်အောင်ကြားအောင်နေရတာလဲဒါကတရားစာအုပ်လေဒီစာအုပ်ထဲကစာသားတွေကိုကျမနားလည်အောင်ကြိုးစားနေရမှာလေကိုကိုကိုသဘောကျစွာ ကျမပြုံးမိသွားပြန်သည်စာအုပ်ကိုအသာထားပြီးကော်ဖီတငုံတောက်လိုက်သည်ကောင်းလိုက်တာလို့မနှက်တတ်နဲ့အတင်းကြိုးစားပြီးဖိနေရသည်တရားစာအုပ်ကိုဖတ်နေသည့်အချိန်မှာတော့ကော်ဖီကို ကော်ဖီဟုမစွဲဘဲ ရှာဘော်ကအရသာတက်တက်အဖြစ်တိမဖို့မနေအားထုတ်နေရပါလားအဖြစ်မှန်ကအခြေအနေမကောင်းပါကျမမတရားကိုကြင်ကြံမှုအချိန်ဘယ်လောက်ရှိတယ်လဲဆိုတာလည်းကျမမသိနိုင်10နှစ်လား10နှစ်လား10ရက်လားသို့မဟုတ်10နာရီလားဂွေတော်လက်မဆက်မီဆန့်တော်လက်မကွေးမီတဲ့ဘွားရဲ့တဏိတာတွေတဏိတာတွေလှူရှားနေသမျှဘယ်ချိန်မှမဆိုတရားကိုမှတ်ယူလို့ရတယ်ဟုတ် ကျမတို့တရားဆွေးနွေးပွဲဤအဓိကရှင်ပြသူဆရာကခဏခဏအားပေးခဲ့သည်ဆရာကကျမတို့ကိုဥပမာတွေနဲ့ရှင်းရှင်းပြသည်ဥပမာကားမောင်းနေတယ်ကိုဘေးမှာကိုလိုပဲသွားနေတဲ့ကားတွေရှိမယ်သတိထားမိလားမထားမိဘူးအဲ့ဒါတွေကအစင်းတွေပဲဘေးပတ်ဝန်းကျင်မှာတစ်ပင်တွေရှိမယ်အဲ့ဒီတစ်ပင်တွေကိုမြင်တယ်ညင်ကမတ်ကြပဲမဟုတ်လားလှဲ့လည်းမကြည့်ပြင်ဘူးအာယုံသေးလည်းမရောက်ဘူးလေအဲ့ဒီကနေ့ ကိုနှစ်သက်တဲ့ပန်းတွေပွင့်နေတာကိုမြင်လိုက်ရင်ဟာပန်းတွေကလှလိုက်တာအဖြူရောင်လေးအနီရောင်လေးစသဖြင့်အာယုံမှာကင်ညိတွဲသွားပြီတကယ်တော့မျက်စိကဒါကိုအစင်းလိုပဲသိတာဒါပေမဲ့ဒါကိုမနှောမှသွားပေါ်နေတော့အစင်းအဖြစ်မသိတော့ဘူးမျက်စိနဲ့အစင်းနဲ့တွေ့လိုက်တာဒါဟာနံရုပ်ပဲလို့မသိဘူးဓမယုံမှာပန်းလိုပေါ်သွားတယ်လှတယ်လို့ပေါ်သွားတယ်နံရုပ်ပဲလို့မသိခြင်းကအဝိဇ္ဇာ အဲ့ဒီမသိမှုအဝိဇ္ဇာကြောင့်တဏှာဖြစ်တယ်။တဏှာကြောင့်ဥပါဒံဖြစ်တယ်။ဥပါဒံကြောင့်ကံဖြစ်တယ်။အဲ့ဒီမှာပရိစ္ဆသမုပ္ပါလေသွားတော့တာပဲ။လေသွားပြီလို့သိလိုက်ပြီဆိုရင်ဒါကိုချက်ချင်းပြန်ထိန်။ဒါဟိုင်နံယုတ်တွေပဲလို့ထိန်ရမယ်။အဲ့ဒါကိုမကင်နဲ့ထိန်မှရတယ်။ပြောရရင်ဒါဟာကာဘရိတ်အုပ်တယ်လို့ပဲ။ပထမတော့တိုက်မိပြီးမှဟာသွားပြီဆိုပြီးဘရိတ်အုံမိတာနောက်ပိုင်းကျတော့သတိထားစင်ကြံပါများရင် မတိုက်ခင်ကလေးက break ကိုမိသွားမှာပေါ့ကျမတိုက်မိတာတွေတိတ်များနေပြီဟုဆရာကိုညင်းပြီးတော့တိုက်မိလို့တိုက်မိလိုက်မှန်သိရင်ဒါတော်တော်ဟုတ်လာပြီလို့ပြောရမှာတဲ့อืมတိုက်မိလို့တိုက်မိမှန်မသိတာတွေကြတော့ရောကျမမေးပြီးရင်မောမိခဲ့ပါသည် okay အခုကျမကော်ဖီတောက်နေသည်ကော်ဖီကိုကော်ဖီဟုမယူနဲ့ရှာပေါ်မှာခါတက်ချိုးစိမ့်နဲ့အရသာလို့ပဲမှတ်ယူဟုတ်ကဲ့ကျမရဲ့ရှာပေါ်မှာ ခါတချူစိန်တော်ရတာတခု ပူနွေးတီတက်တခုလည်းပါဝင်သည်နေုံကျမမျက်စီတွေကခြံထဲကတည့်ရပင်စီတို့ရောက်နေသည်တည့်ရတီသုံးလေးလုံးတွဲလဲကြနေသည် မချစ်စုတည့်ရပင်လို့မယူနဲ့အစင်းရောင်အဖြစ်တော့မယူနဲ့အစင်းတခုပဲဒါဟာအစင်းတခုပဲအစင်းနဲ့ကျမမျက်စီတွေ့လို့နံရုပ်တွေပေါ်နေတယ်နောက်ထပ်ကျမဘာတိသေးလဲကော်ဖီပကံလက်ကင်ကိုခြင်ထားသည့်လမ်းမှာထိတွေ့မှုကိုကျမသိနေသည် ချိုထိတွေ့မှုကမာကျော်တယ်။အဲ့ဒီတိပဲယူ။ကြွေကွက်လို့မယူနဲ့။အဖြူရောင်ကြွေကွက်လေးလို့မယူနဲ့။လှပတော့အဖြူရောင်ကြွေကွက်လေးလို့မယူနဲ့။လွန်ခဲ့သည့်၃နှစ်တုန်းကသူဥရောပကိုသွားတော့ကပြတိုက်တစ်ခုမှအမတ်တရအဖြစ်ဝင်လာပြီးတော့ကဘာကျော်ပကြီးဆီယာဗန်ကို၏ Iris ဗန်များပကြီးကားကို ကိုယ်ထဲမှာဆေးချေပုံနေထားသည့်လှပတော့ကြွေကွက်လေးလို့မယူနဲ့။နေယောနောက်ထပ်ကျမဘာတွေကိုသိသေးလဲ။ကျမအသက်ရှူနေသည် ကျွန်မအနံ့တစ်ခုကိုရသည်တော်ပြီအနံ့အဖြစ်ပဲထားမရပါဒါကိုရင်မွေးနန်းဟုတည်နေသည်နှစ်နှစ်သက်သက်တည်နေသည်ကျွန်မဝတ်ထားသောအင်ကြီးမှာစစောကပဲကျမဆွတ်ပြန်ထားခဲ့သည့်ရေမွေးဤမွေးရနံလေဟဲ့အဲအဲ့လိုမတွင်းနဲ့ဒါကိုအနံ့ဖြစ်ပဲယူလိုက်ပါမွေးလိုက်တာလို့မယူပါနဲ့ SD loader ရေမွေးလို့ကောက်ချက်မချပါနဲ့ဒီရေမွေးလေးကတိတ်ရှာတာဈေးလည်းတိတ်ကြီးတာ ငါဒီရင်မွေးကိုတုံးဆွဲရတာတိတ်နေတတ်တယ်။ကိုကိုကိုဟုတ်လားပဲ။အဲ့ဒီအထီစိတ်ကမရောက်နဲ့လေ။မရောက်ရဘူးလေ။အိုးမောလိုက်တာနော်။မမောပါနဲ့အောင်။ဟောဟုမှအတန်တွေကိုလည်းကျမကြားနေရပါသည်။တော်ပြီ။အတန်ကိုအတန်ဖြစ်ပေထား။တို့တော်မရ။ဒါကငှက်လေးတွေကြီးကြီးကြကြမြည်တဲ့တန်။ဒါကဟိုဘက်ခြံကရေမော်တာဆုတ်တင်တဲ့။ဒါကခက်လန်းလန်းကတပြက်စီတပြက်စီဟုအော်ရောင်းသူယောက်ျားတဲ့ အမေယောက်ျားမိမတော်ခွဲချလိုက်သေးတယ်။နေအောင်ဒီကြားထဲမှာတခြင်းတန်တစ်ခုပါလား။အဲ့ဒီတခြင်းတန်ကကျမနှလုံးသားထဲထိထိုးဖောက်ဝင်ရောက်သွားသည်။ဒါကကျမနှစ်သက်သည့်ဆိုတော်မိန်းကလေး၏အတန်းကိုပိုင်တန်စင်ချုံမြမြခက်ခက်ခက်အပ်အပ်လေးသူ့ကိုကျမခဏခဏတိဆူညီးပြဖို့ဒီတခြင်း။ဟောအတန်းကနေကျမအာယုံတွင် အရေးတွေပါတင်ဟက်လာသည်။သူ့ကိုတခြင်းဆိုသိခဲ့သော ညရီညရီတွေကတညဟွန်းဟွန်းမဖြစ်ဘူးအတန်ဟာအတန်ပဲနားနဲ့အတန်နဲ့ထိတွေ့နေတော့မှပဲတော့တာရုံအဖြစ်လာတာခဏပဲပေါ်ပြီးရင်ပြောက်ရမယ်တကယ်တန်စစ်ကပြောက်မပြောက်တော့မသိကျမကြီးအယုံမှာတော့အတန်လည်းမပြောက်သွားသူ့ရုပ်ပုံလွားလည်းမပြောက်သွားဂျီနူးစွာနှစ်ချိုက်စွာပြုံးမမသိပြုံးနေတော့သူမျက်နှာတော်ပြီတော်ပြီမျက်စိအကြီးကိုလွှဲပြလိုက်သည်ရှေ့တူတူမှာတိုင်ကက်နိုင် ကဲကောင်းတယ်။နိုင်ရီကိုပဲအာယုံဆိုင်ကြည့်တော့။နိုင်ရီတိုင်ခွက်လက်တံတွေနိုင်ရီပြက်လက်တံမင်းနဲ့ပြက်လက်တံစကံပြက်လက်တံတနာရီကြီးများအောင်လို့သေးသည်။ဟောကြည်စမ်းဘာဖြစ်လို့တနာရီခွဲလို့ရအထီထွေးမိသွားရပြန်တာလဲ။သူ့လေရင်ဆိုင်ဖို့တနာရီလို့သေးသည်ဟုဘာဖြစ်လို့ချက်ချင်းဆွဲထင်တွင်ညိသွားရတာလဲ။လာမကြိုးပါနဲ့တဲ့။ကမမောက်စီချင်းလို့ပါတဲ့။အငားကားဖြင့်လာခဲ့မည်တဲ့။ တယ်လီဖုန်းနဲ့မှ သူ့စကားတန်းနဲ့တကယ်တော့ပြီးဆုံးသွားခဲ့ပြီတရားစကားဖြင့်ဆိုရင်ပေါ်ပြီးတာနဲ့ပျောက်သွားခဲ့သည်သို့သောကျမ၏မနောအာယုံမှာဓမ္မယုံမှာအခုထိကြားရောက်နေစေညံ့ညောသော ပြည့်ပြည့်သောခွန်အားရှိသောအတန်သူ့အတန်မဖြစ်သေးပါဘူးကျမထိုင်ရမှဖြက်ခနဲထားရလိုက်တော့သည်တရားစာအုပ်ကိုစာအုပ်စင်မှတွားထားရမည်ကျမတရားစာအုပ်ဖတ်နေသည်ကိုသူမမြင်စေလို့ အထူးသဖြင့်ပြပခီးရဲ့ရှိမှပြန်လာတော့သူကိုလလော့ဆယ်မမြင်စီလို့စာအုပ်ကိုစင်ဤအပေါ်ဆုံးကအရွယ်ကြီးစာအုပ်တန်းတွင်ညှက်တင်ထားလိုက်သည်ပြီးတော့စိတ်မမဲ့ပဲမိဖို့ခန်းစီတို့ ခြေလန်းလန်းမိသည်ဟင်းတွေ့ရအောင်မည်သူပြန်လာရင်ပူပူနွေ့နွေ့စားနိုင်ဖို့မဟုတ်သေးဘူးသူလေရင်ပေါ်ကနေညစာစားလာခဲ့မှလေသူကျမနဲ့အတူညစာစားနိုင်တော့မှာမဟုတ်ပဲ ကျွန်မနဲ့ထမင်းလက်ဆောင်စားဖို့လားမလိုအပ်ပါဘူးကျွန်မကသမှုတရားတွေကိုပါနိုင်တဲ့များပါစေဖို့အားထုတ်ကြိုးစားတော်မူသူပါသူကတော့ကျွန်မထမင်းစားသည်ကိုဒေးမှထိုင်ပြီးတစိမ့်စိမ့်ကြည့်နေမှာပေါ့ကျွန်မတယောက်တည်းဆာယာရာကို အားနာလင်းသူအနေပါဝင်နှောက်မြေဟိုဟင်းခတ်စားထီးဟင်းခတ်စားလုပ်မြေကျွန်မထမင်းစားနေတော့သူကတနစ်စာတွေ့ကြုံတွေကိုစီကာပတ်ကုံပြောပြနေမြေထမင်းစားပြီးသွားတော့ရော့ သူပါလာသည့်လက်ဆောင်တွေကိုတစ်ခုပြီးတစ်ခုမျက်လှပြသလိုထုတ်ထုတ်ပြမည်အဲ့ဒီလက်ဆောင်တွေထဲမှာရေမွေးပလဲပါမည်မဟုတ်ညနာလိုင်းခရင်တွေပါမည်မဟုတ်အဲ့ဒါသေးချသည်အဝတ်ထဲတော့ပါမပါမသေးချပါကောင်းပါနိုင်သည်တပားပဝင်ချင်းကိုထိမ့်သိမ့်သည့်ကုမ္ပဏီဒီဇိုင်းနဲ့အစိမ်းအောင်ထုတ်ကုန်များဟုသတ်မှတ်ထားသည့်အဝတ်ထဲတချို့ဝယ်ဝယ်လာခဲ့ဘူးတာကိုနိုင်ငံအချိန်မှပကြီးစိမ်းမျိုးမျိုးထည့်ထားသည့် ကျွေမက်ခွတ်တို့ကျွေပကံပြားတို့ပါနိုင်သည်တေချာဆုံးပါလာမှာကတော့စာအုပ်တွေပါပဲအမျိုးမျိုးသောဘာသာရပ်များဖြင့်စာအုပ်တွေပါလာလိမ့်မည်ဒီမှာကြည့်စမ်းမမဒါရီဘသူပို့လို့ထင်လဲဒီမှာကြည့်စမ်းမမမမကြိုက်တဲ့စာရေးဆရာလေးဟုတ်တယ်မလားကျွန်တော်သိတယ်ဒီမှာကြည့်ပါဦးဒါကနယူးယောက်တိုင်းမှာအကောင်းဆုံးဆောင်းပါးစာအုပ်ဖြစ်စည်းဝင်တာကျွန်တော်ဖတ်ပြီးပြီတိတ်ကောင်းတာပဲမမကြိုက်မှာကျွန်မပြုံးယုံမဲ့ပြုံးနေလဲ အတတေကိုပြောပြနေတဲ့သူ့အတန်းကတိမ်သွားမိ။ဘာလဲဒါရီကိုစိတ်ဝင်စားဘူးလား။ကျွန်တော်ဝယ်လာတာမမတို့သုံးမကြဘူးလားယင်။မကြိုက်ဘူးလားယင်ဟုတ်မေးမိ။အဲ့ဒါပြောတာပေါ့။ကျမအသက်က40ကျော်ပြီ။အရာရာကိုအချိုးစန်းဖြစ်မအံ့ဩတော်သည့်အရွယ်။စိတ်လှရှားစွာရေမောပျော်ရွှင်မိ20ကျော်လေးမှမဟုတ်ပဲ။သူ့အတွက်ကအရာရာသည်စိတ်လှရှားစရာကောင်းနေသေးသည်။မမမမဒါရီမကြိုက်ဘူးလား။ ကျွန်တော်ဘသူ့ကိုပြပြရမလဲပြောချက်ချင်းလို့လို့ပင်ပျော်ရွှင်ရမှ သူစိတ်ထိခိုက်သွားလျင်ဒါကအံ့ဩစရာမဟုတ်ဒါကဖြစ်နေကြပဲကြိုက်ပါလေဟုဖြေလင်းတော့ဖြေသည့်အတိုင်းအတိုင်းနဲ့ကို သူကတိုင်းထွာခြင်းသည်တိတ်ကြိုက်တာပဲဟုစိတ်လုံရှားပျော်ရွှင်စွာဖြေဖို့သူကအမြဲတမ်းပြောလင့်ယူတုတ်ခဲ့သည်သူစိတ်မှာအားမရလျင်ကျမကိုတိတ်တိတ်ချာချာစိုက်ကြည့်ပြီးဟိုဘက်ကနေဆောင်းကြည့်လိုက်ဒီဘက်ကနေဆောင်းကြည့်လိုက် ပခုံးကိုဖတ်ထားသည့်လက်တူကိုခက်ခွခွာလေးထားပြီးကြည်လိုက်နေအကဲခံမြည်မမမမငြိမ်နေတယ်ကဲကြည်ကျမကငြိမ်သက်ဖို့အေးချမ်းဖို့ကြိုးစားလိုသည့်ချိန်တွင် သူကလှုပ်ရှားဖို့ပူနွေးဖို့တက်ကြွနေစေသူမရှိသည့်သူ့ဝေးကွာမှုကိုအခွင့်ကောင်းယူလျက်ကျမရစ်တွယ်မှုတွေကိုဖြေဖို့ကြိုးစားနေချိန်တွင် သူကတော့ကျမအားတယ်လီဖုန်းဆက်ရင်လွန်လိုက်တာဟုခဏခဏတန်တာလေသည် တညစီတုံးကဆိုရင် သူဘယ်တော့ကယူသွားမှမသိတော့စီတီတစ်ချက်ပြတစ်ချက်ကိုဖွင့်ပြီးကျမကြအောင် သူ့တယ်လီဖုန်းစကားပြောခွင့်နာမှာခတ်ထားပေးခဲ့သည်မမကြားလားနားထောင်ကြည့်နားထောင်ကြည့်တဲ့တချင်းနဲ့တတဲ့ကို ကျမကြားရပါသည် ဟုတ်ပါရဲ့သူရောကျမရောနှစ်သက်ဆွဲလန်းသည့်တချင်းမှာအမှန်ပါပဲရှောင်းနီကိုချိုးလင်းတဲ့ပန်းလေးတွေချက်ဆုံးရဲ့နန်းသက်ကိုယူခဲ့ပြီး နေဝင်ကြည်အတန်တန်ကကလေးတွေချက်ဆုံးရတဲ့ရင်စကားကိုဆောင်ခဲ့ပြီပဲစီကိုရောက်လို့လေးပလောက်ပဲဝေးရပ်စေဘဲတော့မှတီချမ်းဆန်ခဲ့ရှင်နေကတန်တလာယုံလေးနဲ့ကိုဘဝရဲ့နေရာတိုင်းမှာမင်းရှိတယ်ကြားလိုက်မမ ျွန်မမျက်ရည်အပြင်းနဲ့ခက်တက်တဲ့ပြောမိသည်ကြားတယ်ကျွန်တော်လွမ်းလို့မမမမရောမလွမ်းဘူးလားကျွန်မကလွမ်းတာပေါ့ဟုဖြစ်ရင်ခလေးဆန်သွားမလားအိမ်ကြီးရရဘလို့ဖြစ်ရင်ကောင်းမလဲလို့ကျွန်မစကလုံးရွေးချယ်စီကုံနေစေမှာဘာလဲမလွမ်းမှုမဟုတ်လားကျွန်တော်သိတာပဲဟုတ်ချက်ချင်းပင်ကောက်ချက်ချလိုက်ပြီးချက်ချင်းပင်တယ်လီဖုန်းကိုဖျက်ချပစ်လိုက်တတာလည်းရှိဘူးသည်အတက်ကြမြင်သောသူစိတ်ကိုကျမလိုက်မမီနိုင်တာရေပေါ့ ကျွန်မနားထဲမှာကြားနေကြမဟုတ်သည့်ချိုလွင်သောအတန်တစ်ခုကိုကြားလိုက်ရသည်ကျွန်မတောက်ပြီးသွားသောကော်ဖီပကံကိုစေးဖို့မိဖို့လက်စေးကြွေကန်ထဲမှာချတာတော့မရှိသေးသည်အဲ့ဒါဘာတန်လဲခေါင်းလောင်းတန်အဲ့ဒါခေါင်းလောင်းတန်ဒါဖြင့်ကျွန်မခြာကနေလှည့်ထွက်လျက်ဧကန်စီတို့ပြေးမိသည်ဧကန်မှာမိမထွန်းမိသည်သဖြင့်မှောင်နေ၏အဲ့ဒီလောက်မှောင်သွားမှကျွန်မသတိမထားမိခဲ့ကျွန်မဘာရီတွေးပြီးဘာရီလုံနေခဲ့မိပါလဲ တတိတွေကွာနေလိုက်တာခေါင်းလောင်းတန်းတော်ကြားရပါပေါ့လားအေကန်ကြီးပြတင်းမောင်တစ်ခုမှ ချမ်းဝါစီတို့လှမ်းကြည့်လိုက်သည်ဘာဖြစ်လို့ဟောရီရင်ကအခုံမြင်နေရလဲဘာဖြစ်လို့ဒီကိုယ်လုံးလှုပ်ခတ်တုံရင်သွားရလဲမောင်ကြီးပြိုးစညနေဆောင်ဤကောင်းငင်နောက်ခံဖြင့်တရက်ပင်တွင်ပုံညက်ပင်တွင်နောက်မှခြံတကားကိုမြင်ရသည်ခြံတကားနောက်မှမတ်တရက်နေသောသူသူပြန်လာပြီမမရေမမ သူ့အတန်ကခတ်တူတူသို့တော့ကျမနှလုံးသားရဲ့အထိထိုးဖောက်ဝင်ရောက်သွားလောက်အောင် ခုံအားပြင်းပြသည် သူ့နောက်မှာပြန်လဲထွက်သွားတော့မြင့်အငါကားကကားမီးကိုဖွင့်လိုက်တော့အခါလင်းကင်းဖြစ်သွားသည့်အလင်းအောင်ဖြင့်သူ့မျက်နှာကိုတခဏတဲတဲကွက်ကွက်မြင်လိုက်ရသည်ကြည်စံသူ့ပိန်သွားလို့ပဲသူနေမကောင်းရဲ့လားသူ့လက်ထဲမှာဆွဲထားသည့်ခီးဆောင်အိတ်ပခုံးမှာ လွယ်ပိုးထားသည့်ကြောဘူးအိတ်တွေကြောင့်သူ့ကိုယ်ကကိုင်းညွတ်နေလို့များလား ကျမခြံတကားတော့ကိုဆွဲဖြုတ်ပြီးတိုက်ထဲမှာအပြေးထွက်မိသည်ကြောက်စရိတ်ခဲလေးတွေကိုကျမခလုတ်တိုက်မိပြီးတခဲနှစ်ခဲလွင့်စင်သွားတော့မှကျမအပြင်သွားရင်စီးသည်ခွားမြင့်ဖနှံကိုစီးထားမိပါလားဟုတတိယသည်အိုးအေးမကြည့်ပါဘူးချော်လဲမှမမဟုတ်ပဲချော်လဲစီအောင်တော့သူ့ပြင်လာပြီပဲဖြည်းဖြည်းမမဖြည်းဖြည်းချော်လဲမယ်မိုးပြင်းဆွဆွနေသောကြောက်စရိတ်ခင်မိပြင်ကနေရင်းကြီးတက်နေသောကွန်ကရစ်လမ်းကလေးစီရောက်သွားသည် လမ်းကလေးဆုံးတွင်ခြံတကာခြံတကာဤတစ်ဖက်တွင်သူတော့ပင်ကျွန်တော်ဖွင့်မယ်။တန်တိုင်းတွင်ကြားထဲမှသူ့စီတို့ထုံးစံအတိုင်းတော့ကိုနှမ်းပေးလိုက်သည်။သူတော့ကိုဖွင့်နေတာနည်းနည်းကြာ၏။သူဒီတော့ကိုမဖွင့်ရတာကြားလာပြီမဟုတ်လား။မမနေကောင်းလား။ကောင်းတယ်။သူ့ထုပ်ပိုးတွေကိုကျမအားအသင်မခံ။သူ့ဟာသူဆွဲလာသည်။သူလက်နှစ်ဖက်လုံးမအားလက်။သို့သော ဲ့ဒီထဲကနေခီးဝဲဝပြန်လာနေကြထုံးစံအချိန်နေအတိုင်းကျမအားပခုံးကိုခပ်ဖောက်ဖောက်ဖတ်ချင်နေသေးသည် သူမျက်နှာတွင် ထုံနှွေးထွေးကြည်နုံမှုကိုမြင်ရသည်တိုက်ထဲကိုခြေလှမ်းပြီးတော့ဟာမှောင်နေရပဲအမောင်ထဲမှာဘလို့နေနေတာလဲဟု စိတ်ပူတယ်လို့ရေရွတ်သည်ထို့နောက်သူဆွဲလာသောအိတ်တွေကိုလွှတ်ချပြလိုက်သည် သူကြောမှာပိုးထားသောကြောပိုးအိတ်ကိုခွာဖြုတ်ချတော့ကျမကမိခလုတ်ကိုတွားဖွင့်လိုက်သည် ထိန်လင်းသွားသောမိယာအောင်မှာကြည်လင်လန်းဆန်းသောသူ့အပြုံးကိုမြင်တွေ့လိုက်ရသည်။ကျမရင်ထဲမှာနှွေးထွေးလှုပ်ခတ်သွား၏။မမသူကျမကိုပြုံးကြည့်နေသည်။လွှမ်းလိုက်တယ်မမရဲ့။ထို့နောက်သူ့လက်ဖွားနှစ်ဖက်ကကျမပခုံးလေးစီသို့ဆုပ်ကင်လာသည်။နှူးညံ့နှွေးထွေးသည့်ထိတွေ့မှုလက်ခနဲခုံသွားသည့်နှလုံးသားကလှုပ်ရှားမှုကို နောက်ကျစွာသတိထားမိသွားသည်။သမှုတရားတွေအဲ့ဒါသမှုတရားတွေလေလား။ထိုင်ရအောင်နော်မမလား။ ကလထိုင်မို့သူညှုတ်ခွေစွာနှဲ့မီစွာထိုင်ချလိုက်မိသည်သူကြည်နူးနိုင်စီဖို့ကျမစူးစမ်းယူစရာမလိုပဲသူ့အလိုလျောက်ပြုံးနေမိပါလားနှစ်သိမ့်ကျဉ်နှံ့မှုအဖြစ်ဖြင့်ပြုံးမိလိုက်တာပါအဲ့ဒီလိုပြုံးမိသွားပြီဆိုရလဲပြုံးလိုက်မိပြီးမှတတိယသွားတာပါအဲ့ဒါဒုက္ခဝေဒနာပေါ့အဲ့ဒါတမှုတရားတွေပေါ့မတွေ့ညှိချင်မအောင်ကွယ်ဒါပေမဲ့နှစ်ပေါင်း၉နှစ်တောင်ဆွဲခဲ့တဲ့ဥပဒဏ်အစွဲတွေကိုကျမဘယ်လိုရုံထွက်ဖို့အားထုတ်နိုင်မှာလဲ။ ဟင်နေစမ်းမအောင် သူ့လက်ကဝတ်မှာ ခက်တန်ရှက်ရှက်နေရတခုဟောမောင်ဒါဘာဖြစ်တာလဲအိုးပျောက်သွားပါပြီဘာဖြစ်တာလဲစာအုပ်စင်မှန်ဆောင်နဲ့ချစ်မိတာကျမကိုခန္ဓာတနေရာတွင်ပူလောင်ကျွမ်းသွားသလိုပဲခံစားလိုက်ရသည်အနာရွတ်တောင်ဖြစ်နေပြီသို့သောသူ့အတွက်ကျမကိုခန္ဓာမှာတကယ်ကိုနာကျင်သွားသည်အဲလုတ်ပြီဘယ်တော့မှစုံနမောနမဲနဲ့လော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 နဲ့ဟုတ်တယ်မလား ကို့အနေတောင်းကို့မပူတတ်ဘူးမတွက်ဆတတ်ဘူးဒီတိုင်းဆိုရင်ကျွန်မစကားမဆုံးမီသူ့လက်ဖွားကကျွန်မနှကန်းသူ အသာထိကပ်ပေးပေးသည် ရှူတူတူတော်ပြီမမဘာမှမပြောနဲ့နော်ဒီတိုင်းပဲငင်ငိမ့်လေးနေအောင်နော်ခဏလေးခဏလေးကျွန်မပြင်သက်ဆိုင်မိလိုက်သည်တမှုတရားဆိုရယ်တွင်ကြီးမှုတမှုတရားမှာဖြစ်သောဒုက္ခဆိုရယ်ဆင်းရဲဝေဒနာတွေတကယ်တစ္ဆာထိုက်တဲ့ဆင်းရဲခြင်းဆိုတာကို ျမမသိနိုင်သေးပါဘူး။ကျမသိနိုင်သမျှကကိုယ့်ရဲ့ဆင်းရဲခြင်းကိုပဲသိသေးတာ။ဒါကြောင့်အခုလောလောဆယ်ကျမကိုဆုံးမထားသည့်နှစ်သိမ့်မှုမိန်မောမှုဝေဒနာသည်ကျမအတွက်တော့ချုံမြိန်နေစေ။ကဲဒီသမှုတရားကနေလွတ်အောင်ရုံဖို့တဲ့။ဘယ်နဲ့လုပ်ရပါ။မမဖះဖះခက်လာကြီးရဲ့လေ။ဖြူးမဂဇင်းလာစင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကို အချူပင်ကျေးဇူးတင်ရှိပါရဲ့ရှင်